မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေဂျာစာပရိသတ်သမီးတွေအတွက်တော့ဒီတစ်ခါတော့အခါပေးရမှာပေါ့ဂျာစာပရိသတ်သမီးမိတ်ဆွေတွေ2025ခုနှစ်12လပိုင်းတွင်မှာမိတ်ဆွေဂျာစာပရိသတ်သမီးတွေအတွက်တလားစာရောင်ရံဆောင်ရံအတွက်ဂန်ညမာဟောစတန်ကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဂျာစာပရိသတ်သမီးမိတ်ဆွေတွေဒီဆရာရဲ့ဗီဒီယိုကိုဘယ်ကနေကြည့်နေရလဲမိတ်ဆွေတို့2025ခုနှစ်ရဲ့ကံဟာဘယ်လိုရှင်နေရှိသလဲဆရာ့ကိုမှတ်မိကြပါဦးခင်ဗျ โอเค2025 15လပိုင်းအတွက်စလိုက်ကြရအောင်2025ခုနှစ်15လပိုင်းအတွင်းမှာဂျာစာပရိသတ်ကိမိတ်ဆွေတို့တလတာကကြမာဟောစလန်ကိုမဟုတ်မီမိတ်ဆွေတို့ရဲ့ရင်ထဲမှာအရာရာကိုတခုခုကိုဒေါသထွက်နေတာမျိုးပြဿနာတခုခုကိုဖြေရှင်းကျင်နေတဲ့စိတ်တွေမိမိကိုယ်ကိုမိမိစိတ်တိုင်းမကြခြင်းမျိုးတွေငါတိထပိုလုံနိုင်ရမယ်ဆိုတဲ့စိတ်ကလေးတွေငါတိထပိုပြီးတော့စူးစမ်းပြပြမယ်ဆိုတဲ့စိတ်ကလေးတွေပေါဝင်ခြင်းမှာဖြစ်ဖြစ်အိမ်လွင်းမှာဖြစ်ဖြစ်မိသားစုမှာဖြစ်ဖြစ် ်ထိတ်မနိုင်ခဲမရမခံကျင်တဲ့စိတ်တွေဒေါသစိတ်တွေခံကျင်ပြင်းစိတ်တွေနာကြီးစိတ်တွေဖြစ်ပေါ်နေတာမျိုးအဲငါတို့တိကျကိုလုံနိုင်ရမယ်ဆိုတဲ့စိတ်ကလေးတွေများစွာဝင်နေပြီးတော့မိတ်ဆွေတို့ရဲ့ကံကိုကဒီလိုမျိုးတိကျပို့ပြီးတော့စူးစမ်းပြမယ်ဆိုတဲ့ငါကိုငါဆိုတဲ့လက်ခံောင်းခတ်ချင်းကိုကိုကိုဆိုတဲ့နာကြီးချင်းတွေမကျင်တဲ့ချင်းတွေဖြစ်ပေါ်နေသောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျထို့အပြင်ဂျာသာပရိသတ်ရှင်မိတ်ဆွေတွေဒီရက်တလတာဆိုဒီမှာဆိုဒီရက်တလတာတို့ဒီမှာဆိုမိတ်ဆွေတို့ရဲ့ကျမ်းမာကြီး ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့အထူးသဖြင့်ငွေမဝင်တာဟာကျမ်းမာရေးဖြစ်ပြီးတော့ငွေဝင်ကျမ်းမာရေးကောင်းတက်တော့လားငွေကြီးနဲ့ပတ်သက်လို့ရှိရင်အငွေကြီးဟာကျမ်းမာရေးပုံမူတည်ပြီးတော့ငွေဝင်ကျမ်းမာရေးကောင်းပြီးငွေမဝင်ကျမ်းမာရေးမြတ်တော့ကာလာဖြစ်တတ်တော့လားဖြစ်ပါတယ်နောက်တာပါအထူးသဖြင့်ခြေလက်နဲ့ပတ်သက်တော့ကျမ်းမာရေးလေးတွေအကြောကြောက်ကနဲ့ပတ်သက်တော့အရာလေးတွေအထူးသတိထားစင်ကြရပါမယ် ထို့အပြင်အခြေစစ်တို့လက်စစ်တို့ဒူးတို့ခါတို့အစ်စ်မြစ်တို့အကျောတို့နဲ့ပတ်သက်တာမျိုးလေးဒီမှာတော့တာမန်ထပ်ပူပြီးတတိထားရမယ့်ကာလပိုင်းခြားဖြစ်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်ငွေနှန်းငယ်လေးကုန်တာမျိုးတွေငွေကုန်ကြေးကြများရတာမျိုးလေးတွေကြုံရတက်တော်လာအပိုင်းခြားဖြစ်တာကတော့အသေးစားပဲဖြစ်ပါတယ်ခင်ဗျာ။ကောင်းပြီ။ထို့ပြင်ကြသာပရိသတ်မိတ်ဆွေတွေ2029ခုနှစ်စနလပိုင်းရဲ့ကံကိုပြောပြရမယ်ဆိုရင်မိတ်ဆွေတို့ဟာဒီလဟာကန်စာတိုင်းရဲ့တိုးတက်ခြင်းတွေကံကောင်းခြင်းတွေစနလပိုင်းဟာ ကံကောင်းမှုနဲ့အစဉ်မြင်မှုတွေကိုများစွာအထောက်အပံ့ဖြစ်မဲ့လာဖြစ်တာအသေးစားပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့2025ခုနှစ်တစ်နှစ်လုံးကိုပြန်ကြည့်လိုက်ဒီ7လပိုင်းဟာမိတ်ဆွေတို့အတွက်ရည်မှန်းချက်ကောင်းနေမျှော်လင့်ချက်ကောင်းနေအခွင့်အလမ်းကောင်းနေအခွင့်အရေးကောင်းနေဂျိမ့်တီပိုင်ဆိုင်မဲ့လာဖြစ်တာကိုဆရာကရေးရေးကြီးပြောရတယ်။ဒါကြောင့်မိတ်ဆွေတို့ဒီလတာအတွက်တွေမှာဆိုရင်2026ကိုစတင်ဖို့အတွက်2025 7လပိုင်းတွေမှာ2026 2026ဟာ ညမကလောကြီးရတက္ကနသမားဖြစ်တဲ့အတွက်စတင်ခြင်းအကောင့်ထဲပေါ်ခြင်းနဲ့မုရှာအောင်ရမယ်ဆိုရင်တာရကမှာဆို the magician magician ဆိုတဲ့သဘောဟာမုရှာအောင်ကိုအောင်ရမယ်ဖြစ်ကိုဖြစ်ရမယ်ရကိုရရမယ်ဆိုတဲ့တန်ဋိဌာချပြီးလှောက်ဆောင်အားလုံးမှာဖြစ်တဲ့အတွက်2025ခုနှစ်12လပိုင်းတွင်မှာအဆုံးတက်တာအစိုးရအညံ့လေးပပကြိုးလေးဂျိုးစိုးလေးဂျိုးညံ့လေးအားလုံးကိုရက်တန်ထားပါမခက်ခဲတဲ့အရာတွေကြက်တဲတဲ့အရာတွေကိုလည်းစိတ်ကြမကြပါနဲ့ တို့အပြင် ဆုံးဖြတ်ချက်မျော်လင့်ချက်တစ်ခုခုကိုလည်းအာချာရင်ကောင်းမချာရင်ကောင်းလုပ်ရင်ကောင်းမလုပ်ရင်ကောင်းဆိုတဲ့ decision မျိုးကိုပြည့်ပြတ်သားသားဆုံးဖြတ်ပြီးတော့26မှာမျော်လင့်ချက်ကောင်းယူမန်းချက်ကောင်းတွေကိုစပြည့်အောင်တဲ့ပေါ်ရအာသာခြင်းတွေဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့ဒီတလဟာ12လပိုင်းပြီမှာချိန်လာမဲ့နှစ်အတွက်ပြည့်ပြတ်အောင်ဆုံးဖြတ်ခြင်းချိန်လာမဲ့နှစ်အတွက်ပြည့်ပြတ်အောင်ဆောင်ရွက်ခြင်းနဲ့ကောင်းထည်ပေါ်ခြင်းတွေကိုရရှိတတ်သောလအပိုင်းချဖြစ်တာကအသေးစားပဲဖြစ်ကြောင်းမိတ်ဆွေတို့အနေနဲ့ပြောကြားလိုက်ပါရစေခင်ဗျာ ဒီတလားတာတော့တွေ့မှာဆိုရင်ကြာသာပတိသသမိမိတ်ဆွေများအနေနဲ့ထီကန်စမ်းနာမျိုးတွေတက်ကိုကိုတိုင်းလုပ်ငန်းနဲ့ပတ်သက်ရင်ကြိုးပေးတယ်သူများသူတစ်ပါးကိုအားကိုးမိခိုးမျော်လင့်နေတာမျိုးတက်ကိုကိုတိုင်းစူးစမ်းကျင်စိတ်ကလေးသာနည်းနည်းလေးထဲလာ ဒါဆိုရင်မိတ်ဆွေတို့ဒီလဟာဘာကိုဖြစ်ဖြစ်သေချာတယ်ကျင်းတည်တယ်မိတ်ဆွေတို့အနေနဲ့ကိုကစတင်လိုက်ရင်ကိုချော့ချော့ရှိပြီးပြီးတော့လှုပ်ချင်တဲ့စိတ်နဲ့လှုပ်ရဲတဲ့ဆန္ဒလေးရှိဖို့လိုတဲ့အတွက်မိတ်ဆွေကြတာပရိသတ်သမီးတွေကဒီလတာတော့ဒီမှာဆိုရင်စတင်ခြင်းအကောင့်တွေပေါ်ချင်းရီမန်းချက်မျောလင့်ချက်ကောင်းတွေကိုအကောင့်တွေပေါ်ချင်းပြောဆိုခြင်းညှိနှိုင်းခြင်းတွေအားသာကောင်းမှပါလေစိတ်ဆက်ညှိနှိုင်းရေးကိစ္စတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်မှာစာချုပ်စာတမ်းကိစ္စတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်လို့ကောင်းပါလေ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာလည်းတည်တည်ရှည်ရှည်တတ်တတ်မထဲပြောဆိုလှုပ်ဆောင်တာမျိုးလေးတွေအားသာကောင်းမှပါတယ်အဲအရောင်းဝယ်ရေးဆိုင်ရာကိစ္စတွေ OA ရှမ်းမီမီယာနေရာထိုင်ခင်းတဲ့ပတ်သက်ပြီးမီရောင်းလာဝယ်တာကောင်းတယ်အဲ ။စောက်ရင်တော့မကောင်းဘူးဗျာဒီလက OA Champion စောက်ရှင်းနေကိုကိုတိုင်းစတင်ခြင်းတွေအတွက်တိစောက်ရှင်းနေအတွက်တော့တပိုင်းတစဖြစ်ခြင်းမပြီးမပြတ်ဖြစ်ခြင်းကြုံရတတ်ပေမဲ့လို့ OA Champion ဝဲတာရောင်းတာပြောင်းတာချွေတာနေရာဆိုင်ကြီးရာထူးလုပ်ငန်းကိုင်ကနေပတ်သက်လို့ပြောင်းတာချွေတာချိတူဆောင်ရလှုပ်ဆောင်ရအသာကောင်းမှုပြီးတော့တိုးတက်နိုင်ပေမဲ့လို့ OA Champion မိယာနေရာထိုင်ခင်းနဲ့ပတ်သက်လို့စောက်တာကတော့နည်းနည်းလေးကံရဲ့အနေနဲ့ကြံ့ကြံ့မှုခံတာမှုကိုရရှိတတ်တော်လာဖြစ်ပါတယ်ခင်ဗျာဆက်တူလုပ်ငန်းတွေအကျိုးပေးစေပါတယ် စာချုပ်စာတမ်းကိစ္စတွေရှေ့တွဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်ဆိုင်မုတ်တင်ခြင်းအမိပေးခြင်းပကြီပကုဘေးတင်ဗေဒတင်းဆောင်စံကြအနုအနုပညာတုခုမှဆိုရှယ်မီဒီယာအင်ဖလူဆန်ဆာနဲ့ပတ်သက်သောလုပ်ငန်းတွေအထက်အလေးထိထိ sorry ဆိုရှယ်မီဒီယာအင်ဖလူဆန်ဆာနဲ့ပတ်သက်သောလုပ်ငန်းတွေ အပညာရေးဆိုင်ရာလုပ်ငန်းတွေဘာသာစကားသင်တန်းနဲ့ပတ်သက်သောလုပ်ငန်းတွေချိတိုးဆောင်ရွက်လှုပ်ဆောင်လို့ကောင်းသောကာလအပိုင်းရှာဖြစ်ပါလေခင်ဗျာထို့အပြင်ကိုယ်ပိုင်လုပ်ငန်းတွေစတင်လှုပ်ဆောင်လို့ရတဲ့မိတ်ဆွေများဘာကိုမဆိုချိတိုးဆောင်ရွက်မှာညီကိုမောင်နှမအွေမျိုးသားချင်းတွေရဲ့အပေါင်းနဲ့အပေါင်းညီကိုမောင်နှမအွေမျိုးသားချင်းတွေရဲ့အကူအညီတွေရဲ့အထောက်အကူကိုရရှိတတ်ပြီးမိန်ဟောင်းဆွေဟောင်းတွေရဲ့အကူအညီကောင်းအကြံဉာဏ်ကောင်းတွေကိုရရှိစေမှာအသေးချာပဲဖြစ်ပါလေခင်ဗျာအာမခံလုပ်ငန်းတွေအိုးအိမ်နေရာထိုင်ခင်းမိရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ရောင်းဝယ်ပြောင်းတဲ့လုပ်ငန်းတွေ နေရာတိုင်းကိကန္နာတခုခုနဲ့ပတ်သက်ပြီးတော့တိဆောက်ရေးဆောက်လုပ်ခြင်းထက်အဲမြဲမြံခြင်းပြောင်းရွှေ့ခြင်းတိဆောက်ခြင်းစီမံခြင်းခံွဲခြင်းဥဆောင်ခြင်းတွေအတွက်တော့ကောင်းမှပါလေအိမ်တွင်းကိစ္စမိသားစုရေးကိစ္စတွေမှာအစင်မပြေမှုတွေကိုဒီကာလမှာညီကိုမနမဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့ကိုကိုယ်တိုင်အစင်ပြေအောင်တဲ့မှအောင်ကြိုးစားဆွမ်းဆောင်ရင်းအောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိဇေနိုင်တော်လာဖြစ်ပါတယ်အယောင်းွယ်ကိစ္စနေရာကိစ္စယာရုလုပ်ငန်းကိစ္စလေအယောင်းွယ်ကိစ္စ ကိစ္စလေးတွေအဲရေချွတ်ကုန်ပစ္စည်းတွေအလှကုန်ဆိုင်ရာပစ္စည်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေအခြေတိုးဆောင်ရာလှုပ်ဆောင်လို့ကောင်းသောအပိုင်းချဖြစ်ပါတယ်ခင်ဗျာအဖွဲ့အစည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေအုပ်ချုပ်ရေးဆိုင်ရာရအောင်မြင်မှုဆိုင်ရာရန်တရားတွေခြေတိုးဆောင်ရာလှုပ်ဆောင်ရင်အောင်မြင်အားသာကံကောင်းပြီးတော့ကံကောင်းစီတော်လာအပိုင်းချဖြစ်ပါတယ်ခင်ဗျာ ်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစေဝါဆိုင်ရာလုပ်ငန်းတွေအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေစုပွေစုပေါင်းလုပ်ရတဲ့လုပ်ငန်းတွေမိမိရဲ့အကြံစီအတွေးခေါ်တွေကိုချပြရသောလုပ်ငန်းတွေမှာအင်မတန်အခကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါတယ်အလှကုန်ဆိုင်ရာလုပ်ငန်းတွေအယောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေသာသမိတို့နဲ့ပတ်သက်တာမျိုးလေးတွေချအထောက်အကူများစွာရရှိတတ်သောကာလအပိုင်းချဖြစ်ပါတယ်အလှကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အဲ ဆနာလူကိုခြေတုဆောင်ရပါပကြီးပခုဘေးရင်ဘေးဒစံကြံတရားဆောင်နဲ့ပတ်သက်တာမျိုးလေးတွေပညာရေးဆိုင်ရာလေးတွေမှာခြေတုဆောင်ရလွတ်ဆောင်ရင်အာသာတုတက်ပြီးတော့ကံကောင်းစီပါတယ်မိဟောင်းဆွေဟောင်းအကျိုးပေးပါတယ် အကျိုးပေးပါတယ်မိဟောင်းဆွေရောင်နေတဲ့ပတ်သက်လို့အထောက်အကူရရှိတတ်ပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းလေးတွေမှာတော့အထင်အောင်အကြံကြံလေးတွေကြုံတတ်တာမျိုးရင်းစက်ပစ္စည်းနဲ့ပတ်သက်လို့ငွေကုန်ကြီးကြများရတာမျိုးတွေတပည့်လက်သားသသမိနေရာထိုင်နေတဲ့ပတ်သက်လို့တော့ငွေကြီးအကုန်ကြများရတာမျိုးလေးတွေကြုံရတတ်တော်လာဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတို့ဒီမှာဆိုလူငယ်ရဲ့အခြေအနေနဲ့ပတ်သက်လာရင်တော့ငွေကုန်ကြီးကြများရခြင်းအဲအခြေအနေနဲ့ပတ်သက်လာရင်နားလည်မှုလွဲခြင်းတွေအနေနဲ့ကြုံရတတ်ပြီးတော့ရီစာအိမ်အောင်ဘက်ချစ်သူဘက်ဖူးစာဘက်အချစ်တဲ့ အဟောင်းနေတဲ့အတိတ်ကပုံမအသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်လို့သမီးစားများအနေနဲ့ငကိုကတုံးနဲ့တူတယောက်နဲ့တယောက်အကြောင်းအရာမျိုးစုံနဲ့အဆိုးနဲ့ဖြစ်စေအကောင်းနဲ့ဖြစ်စေခွဲခွာရခြင်းခိတခဏဝေးကွာရခြင်းတွေကြုံရတတ်ပါလေထို့သူသမီးစားများအနေနဲ့အိမ်တော်ကြီးတွေဆေးဆက်ရတိုင်းငင်ဟာမအခက်အခဲလေးတွေအနေငယ်ကြုံရတာမျိုးလေးတွေတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေလူကြီးမိဘဆွေမျိုးသားချင်းတွေရဲ့အထင်မြင်လွဲမှုလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီကာလမှာအိမ်တော်ပြူခြင်းဆေးဆက်ခြင်း ပေါင်းသင်းခြင်းမျိုးလေးတွေမှာတော့အာသာကောင်းမှုအားနည်းစေတော့လာဖြစ်တဲ့အတွက်သတိပြုရလိုအပ်တယ်တရွာတကြီးဆောက်ခြင်းတိုးတစိမ့်ထောက်ဆောက်ခြင်းနေရာထိုင်ခြင်းနေရာထိုင်ခြင်းအဆောက်အဦကိစ္စလို့လို့ရှင်အဲဆရာတို့ဟိုအနေနီးနေရပြောရရင်နာနာနာဆိုတဲ့မေမှုတူးဆွမှုတွေမှာအားနည်းစေတော့လာဖြစ်ကြောင်းနဲ့တိဆောက်မှုကာလတွေမှာအားနည်းစေတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျထို့အပြင်မထင်မှတ်ပဲနဲ့အထက်လူကြီးအကြီးအကဲတွေရဲ့ ကိုညီမှုလေးတွေလမ်းမြမှုလေးတွေရရှိတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ရိုးရာတို့ဘာသာရေး မိတ်ဆွေတို့ဒီလာတာလုံးနေမှာဆိုရင်ရိုးရာတို့နတ်တို့ဘာသာရေးတို့ဆိုင်ရာလေးတွေမှာအဖြစ်နိုင်ရင်မဝေးပါမှနဲ့အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်လို့ရှိရင်စကားအများကြီးမပြောပါနဲ့အမားအများကြီးပါတက်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာထို့အပြင်ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးလေးတွေထင်ကုန်မှုလေးတွေကြုံရတတ်လို့ငွေကုန်ကြီးကြအနေငယ်များရတတ်တော့လာဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲတမိစားကြီးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများခြင်းခီးသွွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများခြင်းအဲဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ပျောက်ချခြင်းတွေ ဖုံးလို့ဆိုင်ကလေးအဆရှိတဲ့အရာလေးတွေမှာတော့ကိုင်းတွေတတိထားစင်မြင်ပေးရအတွက်တော့လိုအပ်သောလှအပိုင်းချာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျာဒါအပြင်မိတ်ဆွေကြာစာပရိသတ်သမီးတွေဒီလတာတော်တွေမှာဆိုရင်ဘာကိုမဆိုမိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုရင်စနေရက်တို့တနင်္လာရက်တို့မှာဘာကိုမဆိုတတိထားစင်မြင်လုပ်ပေးဖို့လိုအပ်ကြောင်းနဲ့စနေသားသမီးတနင်္လာသားသမီးတွေနဲ့ပတ်သက်ပြီးတွဲဖက်လုပ်တာမျိုးလေးတွေကကံရဲ့အနေငယ်ထစ်မှောက်မှုလေးတွေစိတ်ပန်းလူပန်းလေးတွေအနေငယ်ကြုံရတတ်တော်လာဖြစ်ပါတယ်ဘာကိုမဆိုမိတ်ဆွေတို့အနေနဲ့ပညာရေးနဲ့ပတ်သက်လာရင် တည်ယူလေ့လာပါချစ်တို့ဆောင်ရွက်ပါတက်မြောက်ပြီးတော့တိုးတက်ပြီးတော့ဘဝအတွက်အနာဂတ်အတွက်အထောက်ပံ့ကောင်းနေရရှိတတ်သောနှစ်ဖြစ်အလားဖြစ်တာကအသေးစားပဲဖြစ်တယ်ထို့အပြင်မိတ်ဆွေတို့ဒီလက်တာတော်တွေမှာဆိုလို့ရှိရင်တော့သတိပြုစင်နီယာမှာအချက်ကလေးတွေကိုထပ်ပြီးတော့ပြောကြားလိုက်ပါရစေခင်ဗျာဒီလက်တာတော်တွေမှာဆိုရင်တော့ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အထားမရမျိုးပျောက်တာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်စည်စည်ရလွဲချော်မှုလေးတွေချွတ်ချော်မှုလေးတွေငွေကြီးနဲ့ပတ်သက်လာရင်ဝင်ဝင်နဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲ့သို့ပဲ ဖြစ်နေတတ်ပြီးတော့ငွေကြီးနဲ့ပတ်သက်ငွေမမြဲခြင်းငွေကြီးနဲ့ပတ်သက်အကုန်ကြအများကြီးငွေကြီးနဲ့ပတ်သက်လို့ရှိရင်ပျောက်ချခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဆရာငယ်ကိုလာပေးရင်ပြီးသားတကယ်လို့မပေးထားခြင်းရင်မိတ်ဆွေတို့နေနဲ့လက်ထဲမှာငွေရှိနေတခုခုကိုဘာလို့မှတုံဆိုင်ပြွေဝင်နေပြီနဲ့ချိတိုးပြီးတော့ရင်းနှီးလိုက်ပါမဟုတ်လို့ရှိရင်ကိုယ်နဲ့ငွေဟာစန့်ကျင်ဘက် ဟိုပုစုတခြင်းလိုပေါ့တကယ်ဆိုရှစ်နဲ့ဘဝဟာအကျွေးစီမဲ့တဲ့ပန်းတွေကတကယ်ဆိုငွေနဲ့ဘဝဟာအကျွေးစီမဲ့တဲ့ပန်းတွေကောင်းလို့အမြင်မှာဒီလိုမျိုးစက်ညင်ပတ်အရက်ကိုလှည့်နေတတ်တဲ့အတွက်လက်ထက်မှာငွေကြီးနဲ့ပတ်သက်ရင်မြတ်မြတ်ဆဆမထားဘဲနဲ့ရင်းနှီးလှုပ်ဆောင်မှုမျိုးလေးတွေချစ်တို့ဆောင်ရလှုပ်ဆောင်မှာချွေးတို့လက်ဝဲလက်စားတို့တံမိုးရှိတဲ့အရာလေးတို့အိုးအိမ်အချမ်းမြေတို့မြေယာလိုက်ငင်းတို့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့တိုးရှည်ခြင်းတို့ဆက်တူလုပ်ခြင်းတို့အစုရှယ်ယာနဲ့ပတ်သက်တာတို့အဲရင်းနှီးတာတို့လုပ်ငန်းတို့အဆက်ရှိတဲ့လုပ်ငန်းတွေမှာချစ်တို့ဆောင်ရလှုပ်ဆောင်လို့ရှိရင်အားသာကောင်းမှုပြီးတော့တိုးတက် နိုင်သောကာလဖြစ်ပါတယ်တပည့်လက်သားတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးစိတ်တိုင်းမကြတာမျိုးတွေကြုံရတတ်တယ်သာသမိနဲ့ပတ်သက်လာလို့ရှိရင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးသာသမိအရှိရေးကိစ္စလေးတွေကြောင့်သာသမိပညာရေးကိစ္စလေးတွေကြောင့်သာသမိခရီးသွားကိစ္စလေးတွေကြောင့်တော့စိတ်တိုင်းမကြဖြစ်ရတတ်တော့လာအပိုင်းချဖြစ်တာကတော့အသေးချာပဲဖြစ်တယ်ခင်ဗျထို့အပြင်မိတ်ဆွေတို့အနေနဲ့အလောက်ကိုင်းနဲ့ပတ်သက်လာလို့ရှိရင်လုံငန်းနဲ့ပတ်သက်လို့ရှိရင်အလုတ်နဲ့ပတ်သက်လို့ရှိရင်အချစ်တို့ဆောင်ရွက်ပါဘာမှမစိုးရိမ်နေကြမလို့ပဲနဲ့အလုတ်ကိုလှုပ်ရှင်စိတ်ရှိနေဖို့လိုအပ်ပြီးတော့ အဲမိတ်ဆွေတို့အနေနဲ့ဒီကာလမှာစိတ်ကြကြခြင်းကြံ့ကြခြင်းဟန်တားခြင်းအချိန်ကိုဒီလေးမဖြစ်အောင်ကောင်းကောင်းအသုံးချပါသိကြပါရဲ2025ဆန်းလပိုင်းဟာနောက်ဆုံးပိတ်အိတ်နဲ့လွယ်မှာကတော့မိတ်ဆွေကြစားပရိသတ်သမီးတွေကဖြစ်ပါတယ်ခင်ဗျာ sorry ပါနော်မိရပြက်လိုက်ဆက်လိုက်ဆိုတော့ဆရာရှင်မလိုက်ကလိုင်းရအင်တာနက်ချင်းသွားလိုက် wifi တက်လာလိုက်ဖြစ်နေလို့တောင်းပန်ပါတယ်ကောင်းပြီဒီတစ်လတာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့ ကံကောင်းစီပါတော့မိတ်ဆွေတဲ့အပေါင်းတဲ့တစ်တည်းရဲ့အကူအညီကိုရရှိတတ်တယ်လို့ဆွေမျိုးသားချင်းတွေရဲ့အတူတူအကူအညီကောင်းကြံ့ကြံ့ကောင်းတွေရရှိတတ်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျအိမ်တော်ရှင်များအဖို့ကတော့ဘာမှစိုးရိမ်စရာမလိုဘူးအိမ်တော်ရင်းနဲ့ပတ်သက်လို့အစင်မပြေနိုင်ရင်ငွေကြီးကိစ္စနဲ့သာသမီရာကိစ္စလေးတွေကလွဲရင်ကျန်တာဘာမှမဖြစ်ဘူးစိုးရိမ်စရာမလိုဘူးငကောကအဆက်အသွယ်ပြတ်နေတော့အိမ်တော်ရှင်များအဖို့ပြန်လဲအဆက်အသွယ်ရရှိတာမျိုးလေးတွေတည်ငောင်းကြရတတ်တယ်လို့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးအရှုံးအောင်ပြဖြစ်နေတာမျိုးအမှုကိစ္စရင်ဆိုင်နေရတာမျိုးတွေဆိုရင်တော့ကိုကိုယ်တိုင်ဦးစီးဦးဆောင်ခြင်းအကြံ ချန်ပီးချင်းမလုပ်ပါနဲ့လို့ပဲထပ်လောင်းပြောကြလိုက်ပြစီ OA ချန်ပီအမှုကိစ္စနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိထားစင်စင်မှာနတ်တို့ရိုးရာတို့ဘာသာရေးတို့ဖုန်ကြီးတို့ယဟန်တို့အုပ်ချုပ်သူတို့မင်းတို့အဆက်ရှိတို့ဖြစ်နိုင်မဝေဘာမှနဲ့ကိုယ့်ရဲ့ကံကြမ္မာဟာအားနေခြင်းနေကြုံရတတ်ပါလေဆရာတုံးနေကြအကျင့်လေးတစ်ခုကိုဆရာပြောပြပါမယ်ဘာကူမှမယူရပါဘူးဆရာရိုးရိုးလေးပဲပြောတာပါကျွန်တော်ဆိုတခါလေးကညံ့လာပြီတင်လို့ရှိရင်နံပါတ်1ဘာလို့လို့ ထင်းငောမှုတွေကြံ့ကြာမှုတွေကံဆိုတာဘယ်လိုညှက်တာကိုသိနိုင်လဲဆိုတော့ပုံမှန်လုပ်နေကြအလုပ်လေးတွေကိုထင်းငောကြံ့ကြာနေတာမျိုးအဲဥပမာကိုဆရာပြရရင်ဆရာဆိုရင်ဒီနိုဝင်မှာနောက်ဆုံးပတ်ဆိုလို့ရှိရင်ဘာလို့လို့ဘာလို့လို့ဒပိုင်းတစထင်းငောခြင်းကြံ့ကြာခြင်းမျိုးတွေကြုံနေရတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အဲဒီဟိုဆရာထင်းငောလာတယ်ဘာလို့လို့အဆင်မပြေလာဘူးဆိုရင်ကျွန်တော်ကိုကျွန်တော်သိပါတယ်ကန်ဆာတာညံ့နေပြီဆိုတာသိနေသိပါတယ်ဒီခါကျလို့ရှိရင်ကျွန်တော်ကလူသုံးမျိုးကို စကားပြောထိန်းတာလေနံပါတ်1မဝေမှန်ပါဘူးအပြစ်မတင်ပါဘူးကောင်းကောင်းဆူဆူမမြင်ရအောင်ပါနံပါတ်2ကတော့ကိုယ့်ရဲ့မိဘဆရာသမားအကြီးအကဲရိုသေထိုက်တဲ့ပုံပုံတွေကိုခံမငင်းပါဘူးကိုကမှန်နေလားမပြောရှင်စိတ်စိတ်ကလေးနေလိုက်ပါတယ်နံပါတ်2ကတော့ယဟန်တို့အလူခံပုံပုံတို့ဘာသာရေးဆိုင်ရာကိစ္စတွေကိုမဝေမှန်ပါဘူးဥပမာပေါ့လေပြီးတော့ဟိုအလူခံဒီမှန်းသိပြီမဲ့လေ तू ကမလူနိုင်လူမလူ လူနိုင်လူလိုက်မလူနိုင်ဘာမှမပြောနေနေပါတယ်။နံပါတ်3ကတော့တိုင်းပြည် အုပ်ချုပ်နေတဲ့အကြီးအကဲတွေလူကြီးလူကောင်းတွေအုပ်ချုပ်သူတွေကိုမဝေဖန်ပါဘူး။ဘာလို့လဲ။သူတို့တွေဟာကိုယ့်ထံကန်စတာတက်နေလို့ဖြစ်နေတာဖြစ်တဲ့အတွက်ဝေဖန်လိုက်တဲ့အခါကိုယ့်ရဲ့ကံဟာညံ့ပြီးတော့အဲမြင့်မို့တောင်ကိုဈီးဈီးနဲ့ပေါက်နေတယ်လို့ဖြစ်တတ်တဲ့အတွက်ကိုယ့်ရဲ့ကံဟာပို့ပို့ကြသွားတတ်ပါတယ်။သူတို့ကိုမဝေဖန်တာမဟုတ်ဘူးဟာအကြောင်းရင်းရှိပါတယ်။ကန်စတာတက်နေရင်ဘာလို့လို့ဆိုးဆိုးကောင်းကောင်းကန်စတာတက်နေအားလုံးကကောင်းပါတယ်ခင်ဗျ။ မိတ်ဆွေကြုံမှုမှာပါကံကြုံရတတ်တယ်အဲ့တော့ဆရာမိတ်ဆွေတွေအနေနဲ့ဒါလေးတစ်ခုကိုတိထားဖို့လိုအပ်ကြောင်းဆရာကပြောရင်းနဲ့ကောင်းပြီ2025ခုနှစ်ဆက်နှစ်လပိုင်းအတွင်းမှာမိတ်ဆွေကြတဲ့ပရိသတ်သမီးများအနေနဲ့အဲ ဒီကလာတာတော့ဒီမှာဆိုရင်ဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးလေးတွေအဲဆို passport visa လုပ်ငန်းတွေနဲ့ပတ်သက်တာတွေနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေမှာဒရီကြဆင်ခြင်ပေးပါဆက်ပစ္စည်းယင်စာချုပ် sorry ဆက်ပစ္စည်းယင်နဲ့ပတ်သက်တာတွေခရီးသွားခက်ဆိုင်ရာကိစ္စတွေငွေကြေးနဲ့ပတ်သက်လို့အကုန်ကြများရတာမျိုးထင်ကုန်ရတာမျိုး passport လုပ်ငန်း visa လုပ်ငန်းတွေနဲ့ပတ်သက်ရင်ကြံ့ကြာနိုင်တော့လာဖြစ်ပါတယ်ထို့ပြင်ဒီလာတာတော့ဒီမှာဆိုရင်အကျိုးပေးကံကောင်းစီပါတယ်ကြာစာပရိကြာစာပရိတာသမီချင်းတွဲလို့တာမျိုးဗုဒ္ဓဘုရားတာသမီတွေနဲ့တွဲဖက်လို့တာမျိုးဟဲ့မိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အကြံဉာဏ်ကောင်းတဲ့အဖြေကောင်းတွေရရှိတတ်ပါတယ်အကျိုးပေးကံကောင်းစီတော့ ့ကဏ္ဍအနေနဲ့၃ကဏ္ဍ၁ကဏ္ဍ၇ကဏ္ဍဖြစ်ပါတယ်အကျိုးပေးကံကောင်းစီတို့အရက်ဟာအနောက်စုစုရက်ဖြစ်ပြီးတော့စန္တိယာရက်ကတော့အရှိအရှိတောင်တောင်ရက်ဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့နေနဲ့ဗုဒ္ဓဘုရားသမီးဒီလာတာတို့တွေမှာအကျိုးပေးကံကောင်းစီတို့အရာဟာဆိုရင်တော့အပန်းရောင်ပန်းရောင်အဝါရောင်စင်စောရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စီပြီးတော့ကံကောင်းစီပါတယ်အရေးကြီးသောကိစ္စတွေကိုဇာတာပရိသသမီးတို့ဗုဒ္ဓဘုရားသမီးတို့ပတ်သက်ပြီးလို့ပါခရီးသွားကိစ္စလေးတွေ အတွင်းကိစ္စလေးတွေသူများမသိစေချင်လို့လည်းကိစ္စလေးတွေလုံခြုံမှုကိစ္စလေးတွေမှာတော့တနင်္ဂနွေနေ့တွေမှာထားပြီးဦးစားပေးပြီးလုပ်ပါခင်ဗျာအကျိုးပေးကံကောင်းစီတော့အရာလေးတွေပြီးတော့အကျိုးပေးကံမကောင်းစီပြီးဒရိပြုစင်နေရမှာတော့အဲစနေသားသမီးတွေတနင်္လာသားသမီးတွေနဲ့တွက်ဖက်လုပ်တာမျိုးကကံရဲ့အားနည်းမှုကိုရရှိတတ်တယ်လို့ အသားရောင်လို့ပါလို့နဲ့ပတ်သက်ပြီးတော့တတိကြဆင်ကျင်ပေးရတော့လိုအပ်ပါတယ်လူငယ်ရှင်င်းနဲ့ပတ်သက်လာရင်အဲအိမ်တော်ကြချင်းမျိုးတွေအရှင်းနဲ့ပတ်သက်လာရင်အကောင်းမြင်ဖြစ်စေအဆိုးမြင်ဖြစ်စေခွဲခွာရချင်းမျိုးတွေဂျုံဝတ်တက်တော်လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီစပစ်စီရင်တွေငွေကြေးနဲ့ပတ်သက်ရင်မမဲတာမျိုးတွေဂျုံဝတ်တက်တဲ့အတွက်လက်ထဲမှာငွေထားတာမျိုး ကြည်ရှင်ဝင်းသိစဉ်းစားမနေပဲနဲ့ယင်းဒီလောက်ဆောင်တာပါပေးစရာမရှိရင်ဆရာဝန်လာပေးတာပါဒီလာတာတော့ဒီမှာမိတ်ဆွေတို့အဆက်ဆက်ရအောင်မြင်အစီအပြေတိုးတက်စေရန်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြားလို့ရှိရင်အဝါရောင်တည်ခွင်းလေးတို့အဝါရောင်ဝိဆာကလေးတွေကိုမိမိရဲ့လက်မှာပတ်သွားပြီးတော့လူရကိစ္စတွေကိုပြုမှုဆောင်ရွက်ရင်အာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြပါရစေဒါအပြင် မမမပြောမိဇာငင်နာမှာ2025ခုနှစ်အတွက် ကုန်ပြီဆိုတော့2026အတွက်တနစ်စာဟောစလန်းများကိုမာယူရရှိနိုင်ပါပြီဆိုတဲ့အကြောင်းနဲ့2026နဲ့တနစ်စာဟောစလန်းမာယူလိုတင်တဲ့မိတ်ဆွေများအနေနဲ့ဆီယံကလေးခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက်7902904 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 5050 5ဟနဲ့မှာဖြစ်စီဆက်သွယ်ပြီးတော့စီရင်ပေးသွင်းမှာအားလုံးဂျသာပရိသသမီးမိတ်ဆွေများအဆက်ဆက်ရရအဋိဌံပြုလို့ရဆီယံကလေးမိတ်ဆွေဂျသာပရိသသမီးများအနေနဲ့အဋိဌံပြုလို့တပဆိုရင်တော့ဖြင့်မိတ်ဆွေတို့အနေနဲ့ ယတိဤဥက္ကဏီရဲ့ဂုံတော်ကိုပတိစိတ်ချင်းဖြင့်မိတ်ဆွေတို့ရရှိသလောက်စိတ်နဲ့သလောက်စိတ်ချင်းဖြင့်ကာသာတာတုတ်တက်စီပါလေအဋိဋ္ဌံပြုလုပ်လို့လေဆရာငယ်ဓမ္မမိတ်ဆွေများအနေနဲ့အဋိဋ္ဌံပြုကျင်တပတ်ဆိုလို့ရှိရင်တော့ မင်္ဂလာတုတ်တို့မောရတုတ်တို့ကိုများများရွှေရှင်းပြေကံစားတာတိုးတက်စီပါလေကံကောင်းမှုအထောက်အကူတွေရရှိစေရန်အတွက်ပဋ္ဌာန်းစာအုပ်တို့ဘာသာရေးစာအုပ်တို့လက်ကမ်းဝေမျှခြင်းနှင့်ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့ကံကောင်းစီပါလေအဆက်ဆက်ရဲ့အောင်မြင်စင်ပြီးတိုးတက်စီရန်မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေကိုအယောင်းအတွက်အယောင်းထွက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့အမျိုးအလို့ငါ မရှိလို့ရကုန်ပစ္စည်းလေးတွေကိုတခဲလေးတစ်လုံးနဲ့ခုနှစ်ချက်တိပြီးတော့ရောင်းထွက်ပါစေရောင်းထွက်ပါစေဆိုဆူတောင်းမှာအယောင်းဝယ်သွက်ပြီးတော့အောင်မြင်တို့တက်စီမှာအသေးစားပဲဖြစ်တယ်အဆက်ဆက်ရရတလတာလို့ငွေကြီးကြီးကန်ကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရရအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာမိတ်ဆွေတို့အတွက်တလတာလို့မှာငွေကြီးကန်ကောင်းစီပြီးအစင်မီအောင်မြင်တို့တက်စီရန်အတွက်ပြုလုပ်ရမယ်ရရအနေနဲ့ဆိုရင်တော့ဆရာတို့အစိမ်းအောင်ကတ်ထူစာရွက်လေးတွေ့ရပုံမှာ အစိမ်းရောင်ကတ္တုဆိုင်ရာကလေးတပွားရဲ့ပေါ်မှာငွေဝင်ပါစေလို့ရေးပါငွေဝင်ပါစေနော်အစိမ်းရောင်ကတ္တုဆိုင်ရာလေးမှာငွေဝင်ပါစေငါလုံးမင်းတော့ငွေဝင်ပါအော်လေးလုံးနဲ့ငွေဝင်ပါစေလေးလုံးနဲ့ရေးပြတဲ့အခါအဲ့ဒီရဲ့အလေတက်တယ်မှာအဲ့ဒီဆာရွက်ရဲ့အလေတက်တယ်မှာအစိမ်းရောင်ဖျောင်းနိုင်လေတရားအစိမ်းရောင်ဖျောင်းနိုင်လေတရားကိုထွင်းပါအစိမ်းရောင်မလို့ပြောင်းနိုင်စရာကိုထွင်းပြတဲ့အခါကျရင်ငွေဝင်ပါစေဆိုပြီး28ခေါက်တိတိစုတောင်းမှာဒါပြီးတဲ့အခါ မိတ်ဆွေတို့ရဲ့ဖခင်ကြောက်တော့မှမဟုတ်ပါဘူးအရင်အမြင့်တနေရာတို့မဟုတ်ဈေးဆိုင်အမြင့်တနေရာမှာပြုလုပ်ခြင်းအားဖြင့်မိတ်ဆွေကြာသပရိသတ်သမီးတွေ2025လပိုင်းဟာကြာသပရိသတ်သမီးတွေအတွက်ကံကောင်းမှုတွေနဲ့အစီအမီမှုတွေရရှိပါကြောင်းပြောရင်းနဲ့ဆရာငယ်မွေးနေ့က31ရက်ဒီဇင်ဘာဆိုတော့ဆရာကနောက်ရက်ဆိုရင်နှစ်ရက်စပြီ2026ကိုမစမီမှာဆရာငယ်မိတ်ဆွေများဆရာတို့2026မှာဘာတွေပြင်ဆင်တင့်တယ်လဲ အခမ်းအနားမစမီအပြင်ကကျင်းပါဆိုတဲ့အတိုင်းပဲเนาะဟုတ်မြန်မာလူမျိုးတွေရဲ့ traditional ထုံးစံအရဗီဒင်းမီးတော်တခါမီးရမှာဆိုလို့ဒီလိုမျိုးနဲ့မိတ်ဆွေများအတွက်မီးတဲ့မိတ်ဆွေများအနေနဲ့2028ကိုဆရာတို့ကြားမီသုံးသက်တော့မယ်2028မှာကန်ဆာလာကောက်အောင်ပြက်ကလေးကြီးပါညာလေးအမိတ်ပြန်နိုင်ရည်ရည်ဆရာတို့ပြောတော့မယ်အဲ့တော့2026ခုနှစ်အတွက်မိတ်ဆွေဇာတာပိတသမီးများဆရာငယ်ပင်ရ Facebook မှာဖြစ်စီစောင့်ကြည့်ပေးပါဦးလို့ပြောရင်းနဲ့2026ဆက်မလာပိုင်းမှာ လရဲ့အကြီးဆုံးလဖြစ်တဲ့12လဟောအဲ့ဒီမှာမှာလရဲ့အမြင့်ဆုံးလဖြစ်တဲ့နောက်ဆုံးရဖြစ်တဲ့32ရက်ကဆရာငယ်မွေးနေ့ဆိုတဲ့အကြောင်းနဲ့မွေးနေ့လက်ဆောင်ကလက်ခံပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲဆရာငယ်မေဆွေကြီး2026 12လပိုင်းမှာအောင်2025 12လပိုင်းမှာအောင်မြင်မှုတွေအလီလီတိုးတက်လို့ယန္တနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့တက်နေတဲ့ဘုလက်ဝေဖြူးကြဘာစီကြောင်းစုတောင်းရင်းနဲ့2026ခုနှစ်ကိုသွားလိုက်ကြရအောင်ဆရာကတော့အကန့်ကောင်းမှုတွေနဲ့စောင့်နေနေပါပြီလို့ပြောရင်းနဲ့ ဒီမှာပဲအဆုံးသတ်လိုက်ပြရစီခင်ဗျာ